မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တက်ခုနှစ်မိုင်ဝန်းကျင်နဲ့မိုးကုတ်အတက်လမ်းတွေမှာတိုက်ပွဲတွေနဲ့လေကြောင်းပစ်ခတ်မှုတွေဆက်ရှိနေပါတယ်စစ်ကောင်စီတပ်ကတပိတ်ချင်းနယ်ထဲမှာရဟရင်နှစီအစင်သင့်ထားရှိပြီးမိုးကုတ်အထိစစ်ကြောင်းထိုးချင်မုံရတယ်လို့လေလာသူတွေကလည်းခံမှန်းနေကြပါတယ်စိုးသူအောင်သတင်းပေးပို့ထားပါတယ်ခင်ဗျာတော်လိုင်းပူပေါင်းတပ်တွေကတပိတ်ချင်းမြို့ကို2024ခုနှစ်ဩဂတ်စ်လ25ရက်မှာတင်ပိုက်နိုင်ခဲ့ပေမဲ့မြို့နယ်ထဲမှာတော့စစ်ကောင်စီရဲ့တပ်စခန်းကြီး၄ခုထပ်မံနေကြန့်ရှိနေပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလမှာတော့တပေကျင်းကလက်ကျန်တက်တီဟာမိုးကုတ်နဲ့မိုးမိတ်ကဆုတ်ခွာလာတဲ့တက်တီနဲ့ပေါင်းပြီးထိုးစစ်ပြန်ဆင်တာကြောင့်ဒီဇင်ဘာလထဲမှာတွင်းငယ်ရွာကနေတော်လိုင်းတက်တီဆုတ်ခွာပေးခဲ့ရပါတယ်ကင်းငယ်နဲ့မိုးမိတ်ကြမှာအရင်ဖြစ်တယ်ခေါတော့ကူကတော့ညင်းနေဟိုဘက်ခုနမိုင်ဘက်ကလည်းအလိုပဲအဲမိုးကုတ်ကိုတက်တဲ့လမ်းပတိမှန်ဖြစ်နေတာပေါ့အင်းသားတွေပါ။ဟိုဒီကောင်တွေကတိုးလို့ရတဖြည်းဖြည်းနဲ့တိုး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 လာမလွယ်ဘူးလေ။အကုန်လုံး အနေဖြစ်မှာဆိုလို့ပေါ့နော်ဝိုင်းပြီးတော့ရှေ့ရနေကာပြီးတော့အဲတန်ရာလေးရခံပြီးတော့အသက်တွေပေးပြီးတော့တိုက်နေရတာပေါ့နော်အခုချိန်လေးဆိုရင်စစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေဟာ6လဝန်းကျင်ကြာလာခဲ့ပြီးငလင်ချောင်းအပြစ်ရဲချောင်းကျင်ညာပြီးတဲ့နောက်ပိုင်းမှာတော့လေချောင်းနဲ့ထိတွေ့မှုတွေဆက်ရှိနေတာဖြစ်ပါတယ်လက်ရှိတပိတ်ချင်းမှာအမတ်73တက်မတော်တမ်းမြင့်လေးကျင်ရေချောင်းတက်တက73စခတာနှစ်ခေါ်စစ်အခြေခံလေးကျင်ရေတက်နဲ့ ကြောက်ကြီးနေပညာတက်တဲ့အပြင်စေးနဲ့အင်ဂျင်နီယာတက်တချို့ကြံ့နေသေးပါတယ်။အခုနောက်ပိုင်းမှာတော့စစ်တပ်ကပို့ဆောင်ရေးအတွက် MI 17တစီတက်ခါရေးအတွက် MI 35တစီအစင်သင့်ထားပြီးတော့မိုးကိုဘတ်ကိုတံပြန်ထိုးစစ်ဆင်လိုတဲ့သဘောရှိတယ်လို့လေးလာသူတွေကခံမှန်းပြောပါတယ်။တပိတ်ချင်းကနေကျွန်တော်တို့ဒီမိုးကုတ်ဖက်အထိကိုသူတို့ကပြန်ပြီးစစ်ကြောင်းဖွင့်လို့ခြင်းတဲ့အနေထားမျိုးပေါ့နော်။အဲအဲကြောင့်မိုးကုတ်ကနေတဆင့်ကျွန်တော်တို့ဒီ TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလည်းဒီဘက်ကို ထပ်ပြီးတော့တောက်လျှောက်ကြီးရောက်လာမှာဆိုတဲ့အတွက်သူတို့ကအဲ့ TNL နဲ့ပူပေါင်းတပ်ဖွဲ့တွေထိုးစစ်မဆခင်မှာသူတို့ကဒဏ်ပြန်ထိုးစစ်ဆလာတာပေါ့အဓိကကတော့သူတို့မိုးကုတ်ထိဆက်သွားလို့တဲ့အနေထားမှာရှိပါတယ်ဒါကြောင့်တပိတ်ချင်းကနေကျွန်တော်တို့ဒီခုနမိုင်းတို့အဲတွင်းငယ်တို့ကြောက်ကြီးတို့ဘက်ဒီမှာပေါ့နော်အဲတိုက်စစ်ပြန်ဖွင့်လာတာလို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာနေမြေအနေထားအရဆိုရင်တပိတ်ချင်းနဲ့မိုးကုတ်ဟာမိုင်90ကျော်တွင်းငယ်ကနေမိုးမိတ်ဆိုရင်45မိုင်သာကွာဝေးတာဖြစ်ပြီး မိုးကုတ်နဲ့မိုးမိတ်ဆိုရင်တော့28မိုင်ဝန်းကျင်กว่าဝေးတာဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ကပြန်သိမ်းပိုက်ထားပြီးအင်ဂျီ1500လောက်ရှိတဲ့သွင်းငယ်ရွာမှာဆိုရင်ရွာလုံးကျွတ်ဒီပါမိရှုခံရရပြီးတော့မတရားဘက်အချမ်းမှလည်းပြစ်ခတ်မှုတချို့ရှိကြောင်းသိရပါတယ်။အခုလိုမျိုးလက်နက်ကြီး drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သွင်းငယ်ရွာအပါအဝင် ကြောက်ဖြာကြောက်အိုးပန်းပင်မတ်တော်မူစပယ်နောက်ကိုရင်းညဦး၄မိုင်၆မိုင်8မိုင်ဝင်းကျင်နေမှာရှိကြတဲ့ဒေသခံထောင်ထဲချီပြီးထွက်ပြေးနေရတာကိုလဝင်းကျင်ကြာမြင့်လာပါပြီကျွန်တော်စိုးသူအောင်ပါ